ဇလန်းရဲ့အဆက်မှာတော့အာဦးရှာရိုနဲ့ဂင်းဆိုတဲ့တောင်အောင်နဲ့အဖွဲ့စည်းထားတယ်။ဟော်လီနဲ့အဖွဲ့ဟာနတ်ဆိုးတွေကိုကူးကွယ်တဲ့ဂိုင်းတွေကိုတိုက်ခိုက်နေနှင်းကြတဲ့အဖွဲ့ဖြစ်တယ်။ဘာအူရဲ့ထူးခြားတဲ့စွမ်းရည်ကတော့အားကောင်းတဲ့ကာယခွန်အားပဲဖြစ်ပြီးရှာရိုကတော့နတ်ဆိုးတွေကိုခွဲခြားတိမြင်ကအပနေနိုင်စွမ်းရှိပြီးဂင်းကတော့ဘာအူနဲ့ရှာရိုတို့ကိုနောက်ကနေလိုက်ပြီးကူညီပေးတဲ့လူပဲဖြစ်တယ်။တနေ့မှာတော့ခေါင်းဆောင်ချွဲဆိုတဲ့လူကလူတစ်ယောက်ကိုခေါ်ခဲ့ပြီးဘာအူနဲ့ပြေးတွေ့ခဲ့ပါတယ်။ခေါင်းဆောင်ချွဲခေါ်လာတဲ့လူကသူ့ရဲ့တမိဟာအဆက်အသွယ်မရတော့ကြောင်းနဲ့ ပြီးတော့ဆိုးမျိုးပေါ်မှာအမြင်မသိလူတစုတွေကလိုက်တက်နေကြောင်းနဲ့ဒီအမှုကိုစုံစမ်းတဲ့စုံတော်၃ယောက်ကနှစ်ယောက်ကတည်ပြီးတယောက်က အထုကျက်မဆောင်မှာရောက်နေတယ်လို့ပြောပြခဲ့ပြီးဘာအူတို့ကိုလိုက်ရှာခိုင်းခဲ့ပါတယ်။အဲနောက်ဘာအူတို့၃ယောက်ကစုံစမ်းလို့ရတဲ့အခါမှာတော့တူတူနေတဲ့အင်္ဂန်ကြီးစတင်ထွက်ခွာခဲ့ကြပြီးလူမိုက်တွေကြီးစိုးနေတဲ့အဆောက်အဦတွေကမိန်းကလေးကိုပတ်စံတချို့ပေးပြီးဝင်ခဲ့ပါတယ်။နာနာဆောင်နေတဲ့ဘဲတုံးပွေကိုဘာအူကသူ့ရဲ့ကြမ်းကျင်ရဖြစ်တဲ့ထိုးချိတ်မှုတွေကိုလုပ်ခဲ့ပြီးနောက်မှာတော့ မင်းကလေးတယောက်ရဲ့ကိုယ်ထဲကိုဝိညာဉ်တွေထိုးတွင်းနေတဲ့နတ်ဆိုးတွေနဲ့ဘာကွာထိုးကျိတ်လို့နေခဲ့ရပါတယ်။ရှာလွန်ကတော့သူ့ရဲ့အလုပ်ဖြစ်တဲ့မကောင်းဆိုးဝါးကနေနေတယ်။မင်းကလေးကိုသူ့ရဲ့ဥကောင်းကင်ကရှာလွန်ကမန်းတန်းလေးရွတ်ဖက်လို့နေပြီးနတ်ဆိုးနေတာတွေကိုအလုပ်လို့နေခဲ့ပါတယ်။ခင်ကတော့ဒီမှာဖြစ်ပြတဲ့အရာအလုံးကိုကင်မရာတစ်ခုနဲ့မတန်းတင်လို့နေခဲ့ပါတယ်။ဘဝရနဆိုးတွေကိုဖယ်ရှားနိုင်ခဲ့ပြီးရှာလုံကမင်းကလေးကိုပေါ်ကကဲ့ညိနေတဲ့မကောင်းဆိုးဝါးကိုဖယ်ရှားနိုင်ခဲ့ပြီးအစီရင်လုပ်ထားတဲ့အဝတ်အစားတွေကိုဘဝကတခါတည်းမိရှုဖြစ်စီလိုက်ပါတယ် ဆေယောကအခုဆရာဝန်မလေးဂျောင်းဝန်ကတော့စိတ်ကျမ်းမာရေးထူးတဲ့တဲ့တွေ့ရညီမလေးအွန်စောရဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးစေကူတတာလည်းမပြောက်တာကြောင့်ဂျောင်းဝန်ကလိုင်းဘဝနဲ့နတ်ဆိုးနေတဲ့ဟောလီနိုင်အဖွဲကိုတွေးခဲ့ပါတယ်။အဲနောက်ဂျောင်းဝန်ကဘာဝူတို့စီကိုရောက်လာပြီးအလုပ်အပ်ခဲ့ပါတယ်။ဘာဝူကခေါင်းဆောင်ချွဲလွတ်လိုက်တာလားလို့မေးတော့မာကိုလွတ်လိုက်တာလို့ပြောခဲ့ပါတယ်။မာကိုဆိုတာကဖာတာကြီးမာကိုကိုပြောတာလား။ဟုတ်ပါတယ်။အဲဒါဆိုရင်တော့ငါမကူညီနိုင်ဘူး။ပြန်ဖို့ပြောခဲ့ပါတယ်။ဂျောင်းဝန်ကဘာဝူကိုတွေ့ရအခက်ခဲတွေကိုကူညီပေးရင် ။ပတ်စံနေတောင်းတလောက်ပေးမယ်ဆိုပြီးထုတ်ပြီးတော့ဘာအူကလက်မခံပဲထွက်သွားခဲ့ပါလေ။ကျောင်းမှာသူ့ကိုကူညီပေးဖို့အတွက်ရှာလုံကိုစတင်တဲ့အတူလိုက်စားခဲ့ပါပေးခဲ့ပြီးကူညီဖြစ်အောင်ကူညီပေးဖို့ရှိုက်တင်တဲ့ငယ်အကူညီတောင်းခဲ့ပါတယ်။အဲတော့ကျောင်းမှာဖာလာကြီးမာကိုနဲ့တွေ့ခဲ့ပြီးဘာအူကမကူညီပေးနိုင်ကြောင်းပြောပြခဲ့ပါတယ်။မာကိုလည်းအိုဆော့ဖြစ်နေတာကိုသူ့ကိုယ်တိုင်ကလည်းကူညီပေးခြင်းပဲအတင်းတော်ဟာအပနဲ့ရင်ကိုတရင်ဝင်တမ်းမြစ်ထားတာကြောင့်ဘာအူစီကိုလွတ်ရတာလို့ပြောပြခဲ့ပါတယ်။ ဇာဝန်နဆိုးတွေကအပတ်နေတာကိုမသိပေမဲ့သူ့ရဲ့ညီမလေးအတွက်တော့ဘာပဲဖြစ်ဖြစ်အကောင်းဆုံးလုပ်ပေးခြင်းလေလို့မကူကူပြောပြခဲ့ပါတယ်။အဲနောက်ဘဝခင်တို့ကိုလက်စားတွေပေးခဲ့ပြီးခင်ဟာအခုဆိုရင်မြို့ပေါ်မှာနဆိုးဝင်ပူးတာတွေနဲ့အသေးပြောက်တွေကများလာကြောင်းပြောကောင်းခင်တရားသူတို့အဖွဲရှိလျှောက်အလုပ်တွေပိုများတော့မယ်အကြောင်းပြောပြခဲ့ပါတယ်။အဲဒါမကူကရောက်လာပြီးဘာဦးနဲ့တွေ့ခဲ့ပါတယ်။လုံခဲ့တဲ့ဆယ်နှစ်ကအတိုင်းပဲရုပ်ကမပြောင်းပဲဖြစ်နေကြောင်းမကူကဘာဦးကိုပြောပြခဲ့ပါတယ်။ဂျောင်းဝန်းဆိုတဲ့မိန်းကလေးကလာတော့တယ်မဟုတ်လား။ ငါကြောင့်ညင်းလွတ်လိုက်တော့တည်တယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကငါတို့ဖြစ်ပျက်ခဲ့တာတွေကိုခဏမေ့တာပြီအခုဂျောင်းဝင်းရဲ့ညီမလေးဖြစ်နေတာကိုကုညီပေးဖို့ပြောတော့ဘာဟုကဘာမပြောညာမပြောနဲ့ထထွက်သွားခဲ့ပါတယ်ဖာရာကြီးမှဟိုကအရောက်တဲ့ခါမှတော့ဂျောင်းဝင်းကိုဘာဟုကဘာကြောင့်မကုညီပေးရတာလဲဆိုတာကိုပြောပြခဲ့ပါတယ်အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်း20ဝန်းကျင်ကမိဘမဲ့ဂျောင်းမှာဘာဟုနဲ့ဂျိုဆက်ဆိုတဲ့ကလေးကိုတီလာရှင်အန်ဂျလာကသူတို့လေးတကူတိုက်တမိအရင်လိုပြုစုတူထောင်ပေးခဲ့ပါတယ် ငငယ်ကလေးရရင်ဘာဝါတူရဲ့နမည်အတိုင်းတောက်တင်းတဲ့ခန္ဓာကိုယ်ကိုပိုင်းဆိုင်ထားပြီးဂျိုးဆက်ကတော့ခန္ဓာကိုယ်တွေကနတ်ဆိုးတွေကိုနှင်ထုတ်ပြီးဒူရီရဲ့အတက်ခိုကယ်ပေးနိုင်တဲ့စွမ်းအားတွေကိုပိုင်းဆိုင်ထားခဲ့ကြပါတယ်။တချို့ကလေးတွေကတော့ဂျိုးဆက်ကိုကြောက်လို့ရှောင်ကျင်ခဲ့ကြပေမဲ့ဘာဝါကတော့ဂျိုးဆက်ရှိရနေအမြဲတမ်းကာကွယ်ပေးခဲ့ပြီးသူတို့နှစ်ယောက်ကညီကိုအရင်လိုနေထိုင်သွားခဲ့ကြပါတယ်။ဘာဝါနှစ်စဉ်နှစ်တိုင်းခရစ်စမတ်ရောက်တိုင်းသူနေတဲ့နေရာကိုအမြဲတမ်းလာတတ်ပါတယ်။လွန်ခဲ့တဲ့ဆယ်နှစ်ကဂျိုးဆက်ဟာနတ်ဆိုးတွေကိုဆင့်ခေါ်ခဲ့ပြီးတိလရှင်အန်ဂျလာအပါဝင် အဲ့ဒီမှာရှိတဲ့ကလေးတွေအကုန်လုံးကိုတက်ပစ်ခဲ့ပြီးဘာအူကိုပါတခါတည်းတက်ပစ်လိုက်ပါတယ်။ရန်နီယာစာပြီးဂျိုးစာကပျောက်သွားတော့တာပဲ။ဒါမဲ့ဘာအူကတင်းနေမရှိသေးတာကြောင့်အသက်ပြန်ရှင်ခဲ့ပါတယ်။ဒါမဲ့ဘာအူတို့ကမိသားစုလိုနေထိုင်တဲ့လူတွေကိုမကယ်နိုင်တာကြောင့်သူ့တို့သူ့အပြစ်မကင်းမှုထင်တာကြောင့်လက်ဆရှိရစေကြောင်းပျောက်သွားတဲ့ဂျိုးစာကိုလိုက်ရှာရင်အခုလိုနတ်ဆိုးနေတဲ့သူဖြစ်နေတယ်လို့ပြောပြခဲ့ပါတယ်။ဂျိုးစာကသူ့ရဲ့ကိုယ်ကနတ်ဆိုးကိုကြီးထွားအောင်လုပ်ပြီးလူတွေရဲ့အသက်ကိုနှုတ်သွားတာကိုဘာအူကနောက်ပိုင်းမှာသိခဲ့ရပါတယ်။ ဘာဝတီးတဲ့အခါမှာတော့ဂျိုးဇက်တရအခုပြောင်းလဲသွားရတာတွေကဖာသာကြီးမာကိုတင်ပေးလိုက်တဲ့ပညာတွေကြောင့်ပြောင်းလဲသွားရတာဆိုပြီးဘာဝကငှောက်ကိုမကျင်တဲ့လို့မင်းကိုမကူညီလိုက်တာလို့ပြောပြခဲ့ပါတယ်။ဘာဝကတော့ဂျောင်းကိုပို့လိုက်တဲ့ဗီဒီယိုဖိုင်ကိုကြည့်ခဲ့ပြီးဒီမှာထူးဆန်းတာကဂျောင်းဝန်တို့အိမ်ပြောင်းတော့ကကူလုပ်ပေးခဲ့တဲ့သူနဲ့အုံဖော့ကိုစေးယုံကလူနာဒိန်းတွေကဒူရီရဲ့လက်ဘင်းမှာအမတ်တားတွေကထိုးတာကြောင့်တခုခုတော့ထူးဆန်းတာကြောင့်အုံဖော့ကအခုလိုဖြစ်နေတာတွေကလူခီဖာနဲ့ဆက်ဆက်နေတယ်လို့ရှာရုံကပြောပြခဲ့ပါတယ်။ ။လူစီဖာဆိုတာကတမန်မင်းမှာငရဲမင်းဖြစ်သွားတဲ့နတ်ဆိုးတွေကိုဆိုလိုတာပဲဖြစ်တယ်။အဲနောက်ဘာဝူကဂျောင်းဝန်းကိုတွေးဖို့အတွက်ချိန်ခဲ့ပါတယ်။ဘာဝူတို့ကဂျောင်းဝန်းကိုအွန်စော့ကိုတဲ့ကမကောင်းဆိုးမအကြောင်းကိုပြောပြခဲ့ပါတယ်။အွန်စော့ရဲ့ခန္ဓာကိုယ်မှာကန့်ညိနေတဲ့မကောင်းဆိုးအကိုနှင်ထုတ်ဖို့အတွက်အွန်စော့စီကိုအရင်သွားကြည့်ခဲ့ပါတယ်။ရှာရွန်ကအွန်စော့ရဲ့ကိုတဲ့ကနတ်ဆိုးရဲ့နာမည်ကိုမေးခဲ့ပြီးနတ်ဆိုးကကောင်းကောင်းပြန်မပြောပဲဒေါတာကြီးကရန်လုပ်ခဲ့ပါတယ်။ဘောဝါတော့စိုးတက်နေတဲ့မိန်းကလေးကိုထိန်းချုပ်ကရှာရုံကတော့နက်ဖြူဆိုင်ကမန်နန်နေရွတ်ဖက်လို့နေပြီ အွန်စောကူထဲမှာရှိတယ်မကောင်းစိုးအောက်ကိုအပနဲ့လို့နေခဲ့ပါတယ်ခလာကြမှာတော့မိရပိတ်လို့တွားပြီးပြန်ဖွင့်ချိန်မှာတော့အွန်စောကမရှိတော့တာကြောင့်လိုက်ရှာရင်းနဲ့အွန်စောကကားလမ်းမပေါ်မှာရောက်လို့နေခဲ့ပါတယ်ဂျောင်းဝမ်ညီမဖြစ်သူအွန်စောကိုပြန်ခေါ်ဖို့အတွက်တွားချိန်မှာတော့အွန်စောကမူလဲလို့တွားခဲ့ပါတယ်အဲနောက်လမ်းမပေါ်ဒီမှာမိရပိတ်လို့တွားပြီးပြန်ဖွင့်ချိန်မှာတော့ကားတစီးကအချိန်များပြီးအွန်စောတို့ကိုတိုက်မဲ့အချိန်မှာဘာဦးကကားနဲ့ဝင်တိုက်လိုက်တာကြောင့်ဂျောင်းဝမ်တို့ကအသက်ဘေးမှာလွတ်မြောက်သွားခဲ့ပါတယ် ဩဆောင်ရေကိုတဲ့ကနတ်ဆိုးကခေါင်းအဆအခြေဆုံးနေရယူထားတာကြောင့်ဆေးရုံမှာထိုင်ရင်တခြားလူတွေလည်းဒုက္ခရောက်နိုင်တာကြောင့်ဩဆောဖြစ်ခဲ့တဲ့အိမ်မှာပဲနေထုတ်ဖို့အတွက်ခေါ်လိုသွားခဲ့ပါတယ်။အေးရောက်တဲ့ခါမှာတော့ဩဆောကိုစီဝိုင်းတစ်ခုအတွင်းမှာထိုင်ကုန်းတစ်ခုနဲ့ချီထားလို့နေပြီးရှာရုံးကတော့ဝါရွက်နဲ့ဩဆောခေါင်းကိုထိပြီးနတ်ဆိုးနမဲကိုမေးခဲ့ပါတယ်။ဩဆောရေကိုတဲ့မှာရှိတဲ့နတ်ဆိုးကနမဲမပြောတော့ရှာရုံးကနောက်တစ်စက်အနေနဲ့မန်ထိုးပြီးမန်နန်နေကျွပြီးမေးပြန်တော့လည်းဘာမှမထူချတဲ့အပြင်နာမကွဲလို့သွားခဲ့ပါတယ်။ ခဏကြာမှတော့အလင်းရောင်ကမကြတော့တာကြောင့်တခုခုဖြစ်နေတယ်ဆိုတာကိုသိတာကြောင့်ဘာဘူကအပြင်ဖက်ချိန်မှာတော့နတ်ဆိုးတွေနဲ့တွေ့လို့တပွဲတလန်ထိုးချိန်ခဲ့ရပါသေးတယ်တဖက်ကရှာလွန်ကတော့အွန်ဆော့ရဲ့ကူတဲ့ကနတ်ဆိုးကအားကြီးတာကြောင့်ဆိုက်ချင်းကြီးမထုတ်နိုင်တာကြောင့်ခဏထိန်းချုပ်ထားလိုက်ပြီးရှာလွန်ကလည်းနတ်ဆိုးနေတာပြန်ပန်းတာကြောင့်ခဏနားဖို့အတွက်လုပ်ခဲ့ပါတယ်။ဂျောင်းဝန်းကမျက်လုံးမဲမဲနဲ့ဗဇက်ကပွားစီပွားစီပြောလို့နေပြီးရုတ်တရက်နှောက်လန့်ကြပါပြီ။ရှာလွန်ကဂျောင်းဝန်းကိုတဲ့ကဝင်ပူးနေတဲ့နတ်ဆိုးကိုနှင်ထုတ်ပေးလိုက်ရပါသေးတယ်။နတ်ဆိုးထွက်သွားတော့ရှာလွန်က မင်းရဲ့ကိုယ်ထဲကိုနှဆိုးဝင်ပူးသွားတာအပအနေနဲ့အချိန်မှာနှဆိုးတွေကမိသားစုတွေရဲ့ကိုယ်ထဲကိုလည်းဝင်ပူးတဲ့ကြောင်းပြောပြခဲ့ပါတယ်။ရှာတော့ကဒီအိမ်မှာနောက်ထပ်မမြင်နိုင်တာရှိသေးတယ်ထင်တာကြောင့်လိုက်ရှာရင်းနဲ့နေရန်တစ်ခုကိုမတင်ကတော့နေရန်ကိုခွဲချိန်မှာတော့နေရန်ပေါ်မှာတအေလုံးကိုစားနေတဲ့ရေးမှတ်ပြီးအစီရင်လုပ်ထားတာကိုမြင်တော့ဘာဦးကနေရန်ကိုတူးနဲ့ထုကဖျက်ဆီးခဲ့ပြီးရှာတော့ကအစီရင်တွေပြက်ပြဲသွားအောင်မန်နန်တွေရုတ်ဖိုက်ခဲ့ပါတယ်။အဲနောက်အော်စောစီကိုတွတ်ချခဲ့ပြီးနှဆိုးကရှာတော့ကို ငါလိုကောင်ကိုအနိုင်ယူလို့ရမယ်ထင်နေတာလားမင်းရဲ့ပညာကနှုတ်ပါတည်တယ်လို့ပြောတော့ရှာလုံကအွန်စောကိုပူးကန်နေတဲ့နတ်ဆိုးကိုနေထုတ်ချိန်မှာဂျော်ဝုန်းကသူ့ရဲ့ညီမအွန်စောကနာကြည်တန်နဲ့អော်နေတော့ဂျော်ဝုန်းကမကြည့်ရတာကြောင့်တားဖို့အတွက်စီးတဲ့ဝင်ချိန်မှာလူစီဘလူးစီတွေကတားထားတယ်စီးရပေါက်လို့တွားခဲ့ပါတယ်အဲနောက်အွန်စောရဲ့ကိုမခက်နေတဲ့မကောင်းဆူကအာချီတွားတာကြောင့်ပြန်လေတက်ခတ်တဲ့အဆင့်တီကိုရောက်လို့တွားခဲ့ပါတယ်အဲနောက်နတ်ဆိုးကလူတွေကိုတဖြည်းဖြည်းရံမူလာတော့ဘာဦးကဒီမှာထူးခြားတယ်နေရာလေးမျိုးရှိမလားလို့ပြောတော့ ။အင်းစပြောင်းလုံးကအင်းရှင်ကဒီအင်းရှိကအင်းတီတီလေးကိုလူမနေပဲစတုကန်းအဖြစ်ထားထားတယ်လို့ဘာအူကိုပြောပြခဲ့တော့တွားကြည့်ခဲ့ပါတယ်။နတ်ဆိုးကအာကြီးသွားပြီးဘလို့မှထိချုပ်လို့မရတော့ပဲလူတွေကိုပြန်လုံနိုင်တဲ့အဆင့်တီကိုရောက်လို့သွားခဲ့ပါတယ်။ဘာအူကတော့စတုကန်းရဲ့အောက်ရှိမှာမြေအောက်ဥမင်ကိုတွေ့တော့ဝင်သွားချိန်မှာနတ်ဆိုးတွေကမြေအောက်မှာနေပြီးအွန်ဆိုးရဲ့ကိုယ်ကမကောင်းဆိုးဝါးကိုထိချုပ်နေတာကိုမြင်လို့တွားခဲ့ပါတယ်။အဲနောက်ဘာအူကနတ်ဆိုးတွေနဲ့တိုက်ခတ်ခဲ့ရပြီးပြန်လာခဲ့ပါတယ်။ ရှာရုံကလည်းအွန်ဆော့ကိုပူးနေတဲ့နတ်ဆိုးရဲ့နမိတ်ကိုအခေါ်ခဲ့ပြီးနောက်ဆုံးကြည်ဖြစ်တဲ့အပီပိုင်နှင်ထုတ်ဖို့အတွက်ဂျောင်ဝန်ကလည်းသူ့ရဲ့ပညာတွေကိုအကုန်ထုတ်တော့ပြီး Web site ကမန်နယ်တွေရွတ်ဖက်လွတ်နေပြီးရှာရုံရွတ်တဲ့မန်နယ်ကအစွမ်းထက်တာကြောင့်အဆောက်အအုံတွင်းကပစ္စည်းတွေပါကြောက်ခွဲသွားပြီးနှင်ထုတ်ခဲ့ရပါတယ်။ခဏကြာမှတော့နေရန်ကဂျောင်ဆုံးဆက်ဝိုင်းတစ်ခုပေါ်ထွက်လာပြီးအဲ့ဒီဆက်ဝိုင်းကအွန်ဆော့ရဲ့ခန္ဓာကိုယ်ပါယူတွားဖို့လှုပ်တော့ဂျောင်ဝန်ကအွန်ဆော့ရဲ့ခန္ဓာကိုယ်ကိုမပါတွားဖို့အတွက်ဆွဲလို့ထားရပါတယ်။ ဂင်ကလည်းတိုင်မှာချိုးချီပြီးကူဆွဲပေးချိန်မှာတော့နယံကရောင်းဆုံးဆက်ဝိုင်းကဆွဲတဲ့အားကကောင်းတာကြောင့်ဂင်နဲ့ဂျောင်းဝန်းတို့ကမထိနိုင်တဲ့အပြင်တိုင်မှာခြိထားတဲ့ချိုးပါပြတ်သွားတာကြောင့်ဘာဝါအချိန်မီချိုးကိုလမ်းဆွဲလို့ထားလိုက်ရပါတယ်။နတ်ဆိုးနဲ့အော်ဆိုးရဲ့အတက်ကိုလဲလဲရမယ့်အချိန်ကိုရောက်လာတော့ရှာရုံကတယောက်မဟုတ်တယောက်ပေးမှပြီးမှဖြစ်တာကြောင့်ရှာရုံကသူ့ရဲ့ပညာတွေကိုအကုန်ထုတ်တော့ပြီးနှင်ထုတ်ခဲ့ရပါတယ်။အဲနောက်နယံကထွက်ပေါ်လာတဲ့အနီရောင်ကောင်ယူကိုလည်းဘာဝါသူ့ရဲ့လက်သေးနဲ့ထိုးလိုက်ရပါတယ်။ နယံကထွက်ပေါ်လာတဲ့ရောင်စုံဆောက်ပိုင်းကလည်းမရှိတော့တဲ့အပြင်အုံစောပါလူကောင်းအတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။နင်းအောင်ဘာဟုဟာသူရတဲ့ပတ်စံတချို့တဘောက်ကိုသူအရင်ကနေခဲ့ဘူးတဲ့မိဘမိတ်ကြောင့်ကိုပြန်လူလာတယ်လို့လို့နေခဲ့ပါတယ်။